ကမ္ဘာလုံးကျုံဆုံးနေရာအမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမှာရှိတဲ့ပင်တဂွန်စစ်ဌာနချုပ်ဟာအမေရိကန်စစ်တပ်ရဲ့ပြည်ယုတ်တစ်ခုဖြစ်ပြီးတော့တိဆောက်ထားတဲ့ပုံစံနဲ့လုံုံရဲ့အရန်တင်းကျပ်လုံးတာမလို့ကမ္ဘာလုံးကျုံဆုံးနေရာအဖြစ်နာမည်ကြီးပါတယ်။ပင်ဂွန်စစ်ဌာနချုပ်ကိုအမေရိကန်ဘီတုကပညာရှင် George Preston နဲ့ Engineer Lawrence Crewe ကဒုတိယကမ္ဘာစစ်အတွင်းမှာတိဆောက်ခဲ့တာဖြစ်ပြီးတော့တိဆောက်ချိန်ကလည်းနှစ်နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။ ပေဒမွန်စစ်ဌာနချုပ်ကို1942ခုနှစ်စက်တင်ဘာ17ရက်နေ့မှာစတင်ဆောက်လုပ်ခဲ့ပြီးတော့1943ခုနှစ်ဇန်နဝါရီ15ရက်နေ့မှာအပြီးသတ်ဆောက်လုပ်နိုင်ခဲ့ကြပါတယ်။ပေဒမွန်စစ်ဌာနချုပ်ဟာကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးရုံးထိုင်ဆောက်ဦးဖြစ်ပြီးတော့စတူရန်ပေ6.5တန်းကျင်ဝန်းပါတယ်။ ပင်လယ်ဝန်စစ်ဌာနချုပ်ကအထက်၅ရက်ပါဝင်တဲ့၅ရောက်ပုံစံအဆောက်အဦဖြစ်ပြီးတော့စစ်မဆိုင်ရာဝန်ထမ်းနဲ့တာမန်ရုံးဝန်ထမ်းစုစုပေါင်း၂၃၀၀၀ခန့်ကလည်းဒီနေရာမှာအလုပ်လုပ်ကိုင်နေကြပါတယ်နလုံးတခုနဲ့စက်တင်ဘာ17ရက်နေ့မှာတော့ပင်ဒဂွန်စစ်ဌာနချုပ်ဟာလင်းပြန်မေးဆွဲသမား9ဦးရဲ့လုံခြုံမှုကြောင့်ထိခိုက်ပျက်စီးမှုတွေများစွာဖြစ်ပွားခဲ့ပါတယ်။အမေရိကန်လေကြောင်း line number 89ကိုပြန်မေးဆွဲပြီးတော့ အဲ့ဒီလေးနဲ့ပဲပင်လယ်ဝန်စစ်ဌာနချုပ်ရဲ့အနောက်ဘက်အခြမ်းကိုဝင်တိုက်ခဲ့ပါတယ်။အဲ့ဒီလိုတိုက်ခတ်မှုကြောင့်ပဲလင်းမောမှာပါလာတဲ့ခရီးသည်59ဦးနဲ့ပင်လယ်ဝန်စစ်ဌာနချုပ်မှာအလုလုကန်နေတဲ့လူ125ဦးရောအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံခဲ့ရမှုကိုအမေရိကန်မှာ911ဖြစ်စဉ်လို့ခေါ်ပြီးတော့2009ခုနှစ်မှာ911တိုက်ခိုက်ခံခဲ့ရမှုအတွင်းအသက်သေဆုံးသွားခဲ့ရတဲ့လူတွေကိုသတိရတဲ့အနေနဲ့ပင်လယ်ဝန်စစ်ဌာနချုပ်ရဲ့အနောက်တောင်ဘက်မှာအထိမ်းအမှတ်နေရာလေးတစ်ခုပြုလုပ်ပြသထားပါတယ်။